ရလီဒီလီနူပရိသတ်တွေအတွက်သတင်းလေးသုံးပုဒ်နဲ့ဖော်ပြပေးချင်ပါတယ်ရှင်ပထမအဦးဆုံးသတင်းလေးနဲ့ဖော်ပြပေးချင်တာကတော့မေလ31ရက်နေ့မှာတော့ပရိသတ်ရဲ့လက်ထဲကို Phoenix 11လေးထည့်မယ်ဆိုတဲ့အကြောင်းပြောကြားလာတဲ့နင်းဒီခင်ဆော့ ဒုတိယသတင်းတပုတ်အနေနဲ့ချစ်တဲ့ဘက်အောင်ရလင်းရဲ့အိမ်မှာနေလေတာပီဇာစားရင်တရက်ဖြော်ရည်တောင်းရင်နဲ့နောက်ရိုက်မဲ့ဇလန်းတွေအတွက်ဇလန်းတောင်းဆွေးနွေးခဲ့တာလေဆိုတဲ့ကြည့်ပြုရှင်တတိယသတင်းတပုတ်အနေနဲ့ဖော်ပြပေးချင်တာကတော့အမေရိကန်နိုင်ငံလော့အန်ဂျလစ်မြို့မှာကျပပြုလုပ်တဲ့ဂိုးကန်လာပွဲလေးကိုပန်းရောင်ချေမှတက်ရောက်ခဲ့တဲ့ဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် ချဲ့ရတဲ့အရေးပြပြတတ်ကြည့်မိလာပါရှင်ဒီအစီအစဉ်တက်လေးမှာဆိုလို့ရှိရင်တော့ social media မှာမြို့ပညာရှင်တွေရဲ့ပုံ post တွေသူတို့ရဲ့မြို့ပညာလှူရှားမှုပုံလေးတွေနဲ့ပွဲပွင့်ရေးအခမ်းအနားတွေကိုအတူတူတင်ဆက်ပြသပေးသွားမယ့်အစီအစဉ်တက်လေးပဲဖြစ်ပါရဲ့ရှင်ပထမအဦးဆုံးသတင်းတပုတ်အနေနဲ့ဖော်ပြပေးချင်တာကတော့အဆိုတော်နိနိခေဆောင်မှာ2019ရဲ့ကပြင်ဆင်ထားပြီးထွက်ရှိဖြစ်ခဲ့တဲ့ Finnish Eleven ရဲ့ မိတ်ဆက်ပွဲလေးကိုလာမဲမေလ31ရက်နေ့တိုင်းစီတီဂျူဝယ်လရီမောမှာညနေ3:00မှ6:00အထိကျင်းပပြုလုပ်သွားမယ်လို့ဖန်တွေကဖိတ်ခေါ်ထားတာပဲဖြစ်ပါတယ်ရှင်ဒုတိယသတင်းနှုတ်အနေနဲ့ဖော်ပြပေးချင်တာကတော့ Nuyadi 36 Pressure ကြီးရဲ့ပြီးရက်မှာတော့ချစ်တပည့်အောင်ရင်လေးအိမ်မှာနေလေသာပြီးသားစာတရက်ဖြော်ရီတောင်းရင်နောက်ရိုက်မဲ့ဇလန်းတွေအတွက်ဇလန်းအောင်ဆွေးနွေးကြတယ်လို့သိရှိရပါတယ်။ review ရှင်မှာတပည့်နဲ့အတူတူတစ်ခေါက်တော့အကြိုက်တူသွားလို့ဝမ်းသာရပြီ။ထပ်ပြီးပချိန်ထားတဲ့တပည့်တော်တွေရောက်လာတဲ့အတွက်လည်းဝမ်းသာရတယ်လို့ပြောပါတယ်။ အမတ်တရားတပုန်ရိုက်တဲ့ချိန်မှာတော့ချစ်တပည့်အောင်ရင်လင်းကအမရေခိုင်းလို့ကျွန်တော်ရေတာပါကျွန်တော်တပုန်ရိုက်ရေလေးမရှိဘူးဆော့ချပါပါဆရာတပည့်ရိုက်နေတဲ့ပုံလေးကိုမှတ်တမ်းတင်ရင်ချစ်တပည့်ရေအမတိုက်တာတွေဝယ်ကြည့်လို့ကျေးဇူးတင်ပါတယ်နော်ဆိုပြီးတော့ဒီဗျူရှင်မှာတင်ခဲ့တဲ့တပုန်လေးပဲဖြစ်ပါတယ်ရှင်တတိယသတင်းတပုန်နေနဲ့ဖော်ပြပေးကြတာကတော့အဆိုတော့ပန်းရောင်ချင်မှာအမေရိကန်နိုင်ငံလော့ဂျလစ်မြို့မှာရှိတဲ့ဂိုးကလပွဲလေးကိုပန်းရောင်တက်ရောက်ခွင့်ရခဲ့တယ်လို့သိရပါတယ် in the heart of hollywood မှာတက်ရောက်ဖြစ်ခဲ့တာပါဒီပွဲလေးကိုပထမဦးဆုံးမြမစင်ကအတတရောက်နေနဲ့တက်ရောက်ခွင့်ရတဲ့အတွက်ကုန်ယူပါတယ်ရှင်ဒီနှစ်တင်းလင်းကတော့ first light ဆိုတဲ့အကြောင်းကိုရှင်းပြထားပြီးတကယ့်ကိုသဘောကျမိပါတယ်ပထမဦးဆုံးအလင်းနဲ့ဖြစ်တဲ့သူကသူတို့ကိုယ်တိုင်နေတာမကသူတို့ရဲ့နောက်ပိုင်းမှာလင်းလာမဲ့သူတွေအတွက်ပါအလင်းရောင်ဖြစ်ပေတဲ့သူတွေမဟုတ်ဂုံပြုတဲ့အတွက်ကိုတကယ်ကိုချစ်ဖို့ကောင်းပါတယ်လို့ပုံလေးတွေနဲ့တကွဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်ရှင် PX Vision မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ Follow လုပ်တာပြီးစိတ်ပတ်သေးထားပြပါဦးနော်။